လူဆောင်ထဲကံလဲအာဆင်နယ်နဲ့ပွဲပြီးခဲ့တဲ့ကနိုင်ပွဲဆိုတာဘာမှမသိတော့တယ်ကမ္ဘာချန်ပီယံပရိသတ်များလုံးပဲမိလာပါဗျာတိတ်တိုင်းဖုတ်ဘောရှိုးစီစဉ်ကနေအားလုံးကိုပြန်လဲကြိုးလိုက်ပါရင်ဒီအာဒီနားလည်အားအခန့်ဆုံးအသင်းတွေထဲမှာချဲစီကထိတ်ဆုံးကနေပါဝင်နေတာပါအနွေအဒီတော့က PSG လိုမျိုးလက်ရှိချန်ပီယံလိချန်ပီယံကိုနိုင်ယူပြီးကမ္ဘာချန်ပီယံစုတွေဘာတွေအထိတက်သိမ်းထားတဲ့အသင်းကိုရာသီအတွက်မှာတော့ရှယ်ချမ်းပြမယ်ထင်ထားခဲ့ပေမဲ့တကယ်တမ်းထင်သလိုဖြစ်မလာခဲ့ပါဘူး ပင်းမြားလေးမှာရိုလာကိုစတာရလက်တင်နဲ့ဇာတ်ထိတ်ဆုံးကိုရောက်ရှိခဲ့သေးတယ်လို့ဘာစနာကိုအနိုင်ကံပြီးတော့အာဆင်နယ်ကိုတယောက်ယောက်နဲ့တေးရလဲရအောင်ယူခဲ့တာကြောင့်ချဲဆီကိုချန်ပီယံလောင်းဆင်းနဲ့ထဲခဲ့ကြတဲ့သူတွေတောင်ရှိပါသေးတယ်။ဒါပေမဲ့ချဲဆီဟာဒီနာဝိုင်းပွဲအစဉ်တွေမှာဘာဖြစ်ချင်လို့ဖြစ်ချင်မှမသိအောင်ရလက်တွေကရိုင်းရိုင်းနေတာပါ။လီကိုဝဲခွဲမှာတုံးကုန်းတွေနဲ့ရှုံနေဘုံမောင်းနဲ့ဂုံးရှိသေးကြတယ်။လူမဆုံလို့ကစားသမားကြီးတန်ဟာရနေလို့ပွဲပန်းနေလို့အစားရှိတဲ့ဖြင့်အကြောင်းမျိုးမျိုးပြလို့ရတယ်ဆိုပေမဲ့ဒီနေ့မနေ့ကစားခဲ့တဲ့အန်ဒလနာနဲ့ချန်ပီယံလိပွဲမှာလည်း တူဝမ်းနဲ့ယူနန်သွားခဲ့ပြန်ပြီဖြစ်ပါတယ်။ဒီပွဲမှာတော့အပြာကောင်တွေကလူဆုံတက်ဆုံထုတ်သုံးလာခဲ့တဲ့အပြင်ဥဆောင်ကိုပါအရင်သွင်းထားခဲ့တာပါ။အရင်ကဆိုရင်ချဲစီလိုဥဆောင်ကိုရသွားပြီဆိုရင်နောက်ထပ်ဂိုးတွေဘယ်နှဂိုးလောက်ထပ်သွင်းမလဲဆိုတာရေတွက်နေရတာပါ။ဒါပေမဲ့အခုတော့ဒုတိယပိုင်းမှာပြန်ဘက်ကိုခြေပါကိုနဲ့နိုင်ကိုပြန်ပေးလိုက်ရပြီးတော့၄ပွဲဆက်နိုင်ပွဲပြောင်းဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဲ့ဒီကကအီတလီရဲ့ထိပ်သီးအသင်းဖွဲ့ဘူးဆိုရင်တော့မှဒီဘက်နောက်ပိုင်းနှစ်တင်မှာပုံစံကောင်းတောက်လျှောက်ပြသနေတဲ့အသင်းလို့ပြောရမှာဖြစ်ပါတယ်နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲဆို၅ပွဲမှာနှစ်ပွဲရှုံးပြီး၃ပွဲထိနိုင်ရရှိထားသလိုအဲ့ဒီ၃ပွဲမှာလည်းတွင်းထားတဲ့အတွင်းကကိုကိုရှိနေခဲ့တာပါဒီလိုအသင်းမျိုးကိုဒုတိယပိုင်းမှာသတိမထားပဲကစားသွားခဲ့တဲ့အတွက်ချဲစီတို့ရှုံးပွဲကြုံသွားခဲ့တယ်လို့ပဲကျွန်တော်ကတော့ပြောရမှာဖြစ်ပါတယ် ချဲစီအနေနဲ့ပွဲမှာသူတို့ရဲ့ပုံစံအတိုင်း၄နှစ်၃နှစ်ကစားနဲ့ပွဲထွက်လာခဲ့တယ်။တိုက်စစ်မှာဂျာအိုပက်ထိုကိုထောင်ထားခဲ့ပြီးတော့ဂစ်တန်ဖာနန်နဲ့နက်တူလို့နဲ့တွဲပေးထားပါတယ်။ကိုယ်နဲ့မှာတော့ကိုင်စီလိုနဲ့ရေဂျင်တို့ပွဲထွက်လာခဲ့ပြီးတော့နောက်တက်မှာကူကူရလာဘာရီယာရှိချာလိုဘက်စ်နဲ့အာချန်ပေါင်တို့ကိုခင်းကျင်းသွားခဲ့တာဖြစ်ပါတယ်။အင်ရှင်အလလာတင်းကတော့၃နှစ်၁တစ်ကစားနဲ့ပွဲထွက်လာခဲ့ပြီးတော့စကာမကာလွတ်မန်ဘော်နာကော်နီအီဒါဆန်ဒေရွန်ဘယ်လာနိုဗာတို့အစုအဖွဲ့နဲ့ပဲချဲစီကိုရင်ဆိုင်သွားခဲ့တာဖြစ်ပါတယ်။ပွဲဆောင်တွေကအလလာကအင်ရှင်မီဖျားရနေပြီး ဒီစကားတွေမေးချနိုင်ခဲ့ပြီးတော့ပွဲချိန်6မိနစ်မှာလည်းလွန်မန်းခွင့်ရခဲ့ပေမဲ့အသုံးမချနိုင်ခဲ့ပါဘူး။အဲနောက် Chelsea ဘက်ကပြန်လည်ပြားပေးထားနိုင်ခဲ့ပြီးတော့ပွဲချိန်7မိနစ်မှာဒီ final နဲ့ပန်နေပေးမှုကလည်း Racing အပိုင်ကန်ခွင့်ရခဲ့ပေမဲ့လည်း goal ban ကိုကြော်တက်သွားခဲ့တာဖြစ်ပါတယ်။အဲနောက်ပွဲချိန်7မိနစ်မှာလည်း Charlotte ကနေပြီးတော့ area နဲ့ဖျက်တင်ပေါ်ကို Getting ကအဝေးကန်ချန်နဲ့အဆုံးသတ်ဖို့ကြိုးစားခဲ့ရမှာလည်း ဂိုးဖြင့်ပြောင်းလဲနိုင်ခြင်းမရှိခဲ့ပါဘူးဒီလိုနဲ့အန်တနာဘက်ကလည်းပြန်လဲဖိအားပေးနိုင်တယ်လို့ရှိပေမဲ့လည်းတကယ်တမ်းကိုရသွားခဲ့တာကချဲစီသင်းကဖြစ်နေပါတယ်ဒီသွင်းကိုကတော့ပွဲချိန်25မိနစ်မှာဂျာအိုပက်ထရီရဲ့ဖန်နီပေးမှုကနေရေချင်းကသွင်းယူသွားခဲ့တာဖြစ်ပါရင်အဲ့တော့ဖီယာကသွင်းကိုအသေးစားပြန်လဲစစ်ဆေးခဲ့ပေမဲ့လည်းဂိုးဖြင့်တော့ခွင့်ပြုပေးခဲ့တာကိုမြင်တွေ့ခဲ့ရပါတယ်။ပရိုင်မှာချဲဆီလိုဝမ်းစင်းနဲ့ဥဆောင်ခဲ့ပြီးတော့ဒုတိယပိုင်းပြန်လဲစတင်လာခဲ့ပါတယ်။ဒုတိယပိုင်းမှာတော့နှစ်သင်းစလုံးပြန်လဲထိုးဖောက်ခဲ့ကြပြီးတော့ချဲဆီတင်တဲ့အစောပိုင်းရတဲ့အခွင့်အရေးတွေကိုအသုံးမချနိုင်ခဲ့တာကြောင့်နင်းနာခဲ့ရပါတယ်။ နောက်ပြီးတော့နေမြမာရန်စကိုင်းလူစားလေးမျိုးတွေကလည်းမေကွန်ထုတ်ဆရာဖြစ်ခဲ့ပြီးတော့အလုံးမဖြစ်တဲ့အချိန်မီကက်တန်းကိုတပွဲလုံးကစားစေခဲ့တာလည်းအားသင့်စရာပါပွဲချိန်55မိနစ်မှာတော့အတန်နာဘက်ကခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီးတော့စကမန်ကာကသွင်းယူသွားခဲ့တာဖြစ်ပါရင်အဲတော့ပွဲကအကျဉ်းနဲ့ရှိခဲ့ပြီးအပြန်လည်ထိုးဖောက်မှုတွေမြင်တွေ့ခဲ့ရပေမဲ့ပို့ပြီးတော့အခွင့်အရေးရခဲ့တာကအတန်နာကဖြစ်နေခဲ့ပါရင်ပွဲချိန်80မိနစ်မှာတော့အတန်နာဘက်ကဥဆောင်ကိုပြန်လည်ရရှိသွားခဲ့ပြီးတော့ဒီဂိုးကိုတော့ဒီကလန်တန်ကသွင်းယူသွားခဲ့တာဖြစ်ပါရင် ဒီကလာတယန်သွင်းဝင်သွားတဲ့ဒုတိယကိုမှဆိုရင်ရောဘတ်ဆန်ချက်အနေနဲ့ဒီထက်ပိုကောင်းကာဝယ်နိုင်ကဲတင်တာပါဒီဝဲရလဲကြောင်းချဲဆေးတင်အောင်အခုဆိုရင်လီဖေးရဲ့အမှတ်ပေးစရာရည်တည်မှုမှာအဆင့်7နေရာထိရောက်ရှိခဲ့တယ်လို့တော့အိတ်ကိုဝင်ကျင်နေဆိုရင်တော့လက်ချန်နှစ်ပွဲစလုံးကိုအနိုင်ကစားတော့မှာဖြစ်ပါရင်သူတို့ရဲ့ရှုံးဝက်ပြောင်းစုံမှုကလည်း၄ပွဲဆက်တိရှိလာခဲ့ပြီးတော့ဒီပြမာရက်စကာပေါ်မှာလည်းဖိအားတွေဝင်သွားခဲ့ပြီလို့ဆိုရမှာပါချဲဆေးတို့လာမဲ့ပရီးမီးယားလိပွဲအစဉ်မှာရလက်ကောင်းတွေပြန်လဲရောက်နိုင်မလားဆိုတာကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရပါဦးမယ်